ဗုဒ္ဓသင်ကြားဓမ္မအမေးဖြေများ အကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကို ရှင်ဘုန်းတော်သခင် ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအယုံပြုကာတိကျူဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင် ယောကမ္ပဂောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာတိခေရံဂတောလောကဟိတာယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပါလူလာတောင်းတကုံပေါင်းခါသဖြင့် နာထမိညာခြင်းရှင်တော်မြတ်ဖရာသည် ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်အတင်ချတို့ဖြစ်တော်လဲအဘယ်မယံရေတွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ချိန်သိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတ္တလောကဤအကျိုးစီးပွားအလို့ငါ အဒီတုကေရဏီဥစ္စာအသက်ချင်းလဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုစေတီထဝဲငါသွဲအစုအလုံးခဲ့ရင်တော်မူတော်ကိုကရဏတော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကုတ်အထုတော်မူရသည်ဖြစ်ပြီခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကုရောဤပင်မှန်းခြင်းတို့ ကတောဘဝဒါနံချိန်ခမ်းများစွာရောက်တော်မူခဲ့ရာရှာလိမ့်မည်မဟာကရုဏိကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသောဝိနည်းများစွာတတ္တဝါဤချမ်းသာစီกว่าလိုလာတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအား နမောယုသိပြောင်းကြောင့်မံကိုလျော၍ကရောယုကျုရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဗုဒ္ဓသင်ကြားဓမ္မအမေးဖြေများ ဘုရားဗသာဝင်သူတော်စင်များအနေနဲ့ရှင်ချီမှုတရာရှိရမှာဖြစ်တော်လဲစဉ်းစားဆင်ခြင်မှုပညာကပို့ပြီးတော့အလေးနဲ့ထားကြရမှာဖြစ်တယ်စဉ်းစားဆင်ခြင်မှုပညာကိုအလေးနဲ့ထားပြီးတော့ရဟရာဟောကြားဆုံးမခဲ့တဲ့အဆုံးအမတရားတွေကိုလေ့လာသိယူမှတ်သားပြီး ညာကိုအဓိကထားပြီးဟောတာဖြစ်လို့မြတ်စွာဘုရားကိုယ်တိုင်ကပညာနရဏံရတနံလူတို့ရဲ့မျက်နှာပေါ်ယရနာဆိုတာအသိပညာသာဖြစ်တယ်လို့ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေအမြတ်တနုတို့တက်ကြီးထွားလာအောင်လုပ်ရမှာတော့ပညာပဲဖြစ်တယ်။တရားဆိုတာမရှိရဘူးတော့မဟုတ်ဘူး။တရားရဲ့အဓိပ္ပာယ်ကယုံကြည်ခြင်းဆိုတဲ့အဓိပ္ပာယ် ယုံကြည်တယ်ဆိုတာဟာအခြေခံအားဖြင့်အသိပညာမပါလို့ရှင် blind faith လို့ခေါ်တယ်မျက်ကန်းယုံကြည်မှုမျိုးဖြင့်လမ်းလွဲသွားတာတည်းတရားတစ်ခုတည်းဟာဆုံးဆောင်နိုင်မှုမပြေဝါဘူးရဘုရားရဲ့အဆုံးမမှာတရားကိုပညာဆောင်မှလမ်းဖြောင်းသည်လို့ဆိုတဲ့အတိုင်း ပညာနဲ့ထိန်းထားတဲ့သရကမှမှန်ကန်တဲ့လမ်းကြောင်းမျိုးရောက်တာဒါကြောင့်မို့ယုံကြည်မှုရှိရမှဖြစ်တော်လဲပဲမိမိရဲ့ယုံကြည်မှုသည်ဒသနာမူလิกာတတ်တာအသိဉာဏ်ကိုအခြေခံတဲ့တရားပညာတရားဖြစ်ရမယ်အသိဉာဏ်မပါတဲ့ယုံကြည်မှုကလမ်းလွဲသွားနိုင်တယ်ဒါကြောင့်မို့ရဘုရားရဲ့ဆုံးမတယ်မှာတတ်ဒိန်တရေတို့တတ်တာဘူတို့ဆိုတာပါတော်လဲပဲ ုတတ္တိန္ဒရေတတ္တဘူဆိုတာပညာနဲ့ထိန်းထားတဲ့တတ္တာနဲ့တတ္တိန္ဒရေနဲ့တတ္တဘူသာလည်းဖြစ်တယ်ပညာမပါရင်လမ်းလွဲသွားနိုင်တာဖြစ်သောကြောင့်ပညာကိုဒီပညာနဲ့ထိန်းချုပ်ပြီးတော့ထားအဲ့ဒါကိုဓတနာမူလကတတ္ထာလို့ခေါ်တယ်သိမြင်မှုပညာကိုအခြေခံထားတဲ့တရားမျိုးဟာဆန်းဆောင်မှုကြီးမားတယ် နောက်တစ်ခုကယုံကြည်မှုတသက်မဟုတ်ဘဲနဲ့အာကာရဝတ္တိတတ်တာဆို။ကြောင်းကျိုးကိုဆင်ញင်နိုင်စွမ်းရှိတဲ့အတိညာနဲ့တွဲဖက်လာတဲ့တတ်တာမျိုးကိုမြတ်ဗုဒ္ဓကဆိုလိုတာပဲဖြစ်တယ်မဟုတ်။အဲတော့တရဏိပညာဟာပြန်လည်ထင်းကြီးဖို့လိုအပ်တယ်ပေါ့။ပြန်လည်ထင်းကြီးဖို့လိုအပ်သည့်အတွက်ကြောင့်သစ္စာပြား အင်းဒီ၅ပါးပူ၅ပါးဟောကြားတဲ့အခါမှာတတဝီရိယတတိသမารိပညာလို့တရာကစပြီးပညာနဲ့ဆုံးသက်ထားတဲ့နေရာအစနဲ့အဆုံးနှစ်ခုသည်ပြန်လည်ထိန်းချုပ်မှုရှိရဆိုလိုတာကတရာကိုပညာနဲ့ထိန်းပြီးတော့ပညာကိုတော့တရာနဲ့ထိန်းရမယ်လို့သူတို့ဆိုတယ်။ဒါကြောင့်ဒီပင်းဆရာတော်ကြီးကပရမတ္ထသက္ခုကျမ်းမှာတတ္ထာကိုပညာနဲ့ ထိမ့်မှတရားကိုပညာဆောင်မှလမ်းဖြောင်းသည်ပညာကိုတရားဆောင်မှလမ်းဖြောင်းသည်လို့နှုတ်ဘုရားရှင်လမ်းလွဲသွားနိုင်တယ်ဆိုတာကိုရှင်းတာဆုံးမခဲ့တာဖြစ်တယ်ဉာဏ်လမ်းထိကြီးဖို့အတွက်ဣန္ဒြေနဲ့ဘူကိုဟောတဲ့အခါမှာဒီလိုဟောတယ်သို့တော်လည်းပဲနောက်ဆုံးပန်းတန်ရောက်တဲ့အခါကျတော့ပညာဟာအဓိကဖြစ်သွား ကြည့်လေမဂ္ဂင်ရှင်းပါဟောတဲ့အခါကျတော့တရားဆိုတာမပါတော့ဘူးတမာဒိဋ္ဌိဆိုတဲ့ပညာကဥဆောင်လိုက်တာလမ်းကြောင်းမှန်သွားပြီဆိုရင်တရားရဲ့အခန်းကဏ္ဍမလိုအပ်တော့အဲ့ဒီပါလာတဲ့တရားတရားဟာလည်းပညာရဲ့ဆုံးဖြတ်မှုတစ်ခုအနေနဲ့သာတွဲဖက်ပြီးတော့ပါလာတာဖြစ်တယ်ပေါ့ဒါကြောင့်မို့နောက်ဆုံးမှကြတော့ကိရိတာတွေကိုဂုံအောင်ဖယ်ရှားပြစ်နိုင်တာ ပညာပဲဖြစ်လို့ရတ္တမေပညာဟာပညာတွေထဲမှာအထွတ်ထိပ်ပညာမျိုးပဲဖြစ်တယ်။ကိရိတာတွေထဲမှာအဝိဇ္ဇာဆိုတဲ့မောဟစွန့်အားကြီးတယ်လို့ပဲထိုမောဟရဲ့စွန့်ဆောင်မှုတွေကိုပဲ့ဖြတ်ပြီးဖယ်ရှားဖယ်ရှားပြစ်နိုင်တဲ့ပညာဆိုတာလေဝိဇ္ဇာပညာဆိုတာလေပဲ။ အဝိဇ္ဇာတဲ့ပို့ပြီးတော့ဆွမ်းအားတွေကြီးမာတယ်လို့သူပြောတန်တရားမှာအမှန်တရားကိုမသိအောင်ဖုံးကွယ်လာတဲ့အဝိဇ္ဇာတရားကိုပညာကအလုံးရှင်းသွားဖယ်ရှားပြစ်နိုင်ဆွမ်းအားရှိအဲကြောင့်မို့အဝိဇ္ဇာဆိုတဲ့မသိမှုမောဟကပဟာတ္တပဖယ်ရှားခံရတဲ့တရားမျိုးသာဖြစ်ပြီး ပညာဆိုတာတော့ပဟယကဖယ်ရှားတတ်တဲ့တရားမျိုးဆိုပြီးတော့ဒီလိုခွဲခြားတာဒါကြောင့်မို့ဘုရားဗတာဝင်သူတော်စင်များအနေနဲ့အရေးတကြီးမိမိတဏ္ဍာမှာ တိုးတက်များပြားလာအောင်အစ်မြင့်လာတဲ့အခါလှုပ်ဖို့ကတော့ပညာသာလင်းဖြစ်တယ်ပညာပတ္တထာလောကတမေယာယံနိဗ္ဗိဒာကာမိနီဆိုလောကမှာချီးမွမ်းမွေအကောင်းဆုံးကတော့ ကိလေသာအဆိုင်ခွဲတွေကိုဖောက်ခွဲဖြည့်ဆည်းပြနိုင်တဲ့ပညာဟာချိန်မွဲ့မွဲ့အကောင်းဆုံးပဲလို့ဒီလိုဟောတာဒါကြောင့်မို့ဘုရားဘာသာဝင်တွေယုံကြည်မှုဆိုတာကိုဥစားပေးရမှာမဟုတ်ဖဲနဲ့အသိပညာရရှိမှုဆိုတာကိုဥစားပေးချာဒါကြောင့်မို့တရားဝဲတွေလုပ်ပြီးတရားနာရတယ်ပညာရဖို့ပဲဖြစ်တယ်ပညာရအောင် သူတ္တဆီဘူအထောအဲ့တော့ပညာဆိုတဲ့ဟာလူတွေအတွက်အမတန်မှတန်ဖိုးရှိတဲ့ယရနာလို့ဆိုတာဘယ်လိုနည်းနဲ့ရအောင်လုပ်နိုင်သလဲလို့ဆိုထေရဂါထာမှာဆိုထားတဲ့အကြောင်းကျိုးဆက်နွယ်မှုစကားလေးကိုကြည့်မယ်ဆိုရင်သုတ္တတာသူတ္တဝဋ္ဌဏီသုတ္တတာဆိုတာနားထောင်ခြင်းနဲ့သိခြင်းနဲ့တတ်ခြင်းနဲ့ဆိုတာသုတ္တတာ တောတုံအိဆာတုတ်တူဆန္ဒကိုပြောပညာရဖို့အတွက်ရှေးခေတ်ကတော့နားကိုအသုံးချရတာဖြစ်တယ်တရားပွဲတွေမြတ်စွာဘုရားဟောတဲ့တရားဉာဏ်နာပုဂ္ဂိုလ်ကြီးတွေဟောတဲ့တရားအဲ့ဒါတွေကိုနားထောင်မြတ်စွာဘုရားကိုယ်တိုင်ကလည်းတရားဟောတော့မယ်ဆိုရင်သာဓုကံသူနာထမနတိကရောထနားဆိုင်ပြီးချောင်းညာ ကောင်းကောင်းနှလုံးသွင်းကြဆိုတဲ့စကားကိုအမြဲတမ်းမရှိ။ဘာဖြစ်လို့တော့ဆိုတော့တာဓုကံတဝေနမနတိကာရယတ္တာအာသနသမ္ပတိမြတ်စွာဘုရားရဲ့အဆုံးအမပြည့်ပြည့်ဝဝရဖို့ဆိုတာဟာကောင်းကောင်းနားစိုက်ချောင်ခြင်းနဲ့နှလုံးသွင်းခြင်းပုံမှာအခြေခံတယ်လို့ဆိုတယ်။ဒါကြောင့်တရားနာရင်လည်းပဲအသိဉာဏ်တို့ရသွားပြီးတမက်တဖို့ရသွားတဲ့ပုဂ္ဂိုလ်တွေ ဖရာလက်ထက်ကမြောင်းများစွာရှိခဲ့တယ်ပေါ့တပည့်ဆရာတရားဟောတဲ့အခါမှာလူသားတွေကတော့အသိဉာဏ်ရရှိသွားတာရှင်ကုဋေညာတပါးပဲပေါ်တော်လဲနတ်တွေတဲကမရေမတွက်နိုင်လောက်အောင်များပြားတဲ့နတ်တွေဂျမားတွေကြတော့78ခရီးအသိဉာဏ်ရရှိသွားတယ်အဲ့ဒီအသိဉာဏ်ရရှိဖို့အတွက်တရားနာရတာဖြစ်တယ်နော်။ရှင်းတော့က နားထောင်ပြီးတော့သင်ယူကြတာဖြစ်လို့တုတ္တဆိုတဲ့စကားလုံးကိုသုံးတာဖြစ်တယ်။ဒီနေ့ခေတ်မှာတော့နားနဲ့တဲ့အာမရတဲ့အခါမှာမျက်စိနဲ့မျက်စိကိုသုံးပြုပြီးတော့ရေးသားထားတဲ့စာအုပ်တွေကိုဖတ်ကြရတယ်လေ့လာကြ။ဟောဒါကို တိုးလာတိုးလာတော့လေလူတွေရဲ့အသိပညာဟာတိုးပွားလာသလားလို့ဆိုဓမ္မဘက်မှာတော့တိတ်တိုးပွားလာတာမရှိဘူး။ လောကဘက်မှာတော့တိုးပွားလာတာရှိကောင်းရှိနိုင်တယ်နော်ဓမ္မဘက်ကတိုးပွားလာအောင်အတွက်ဒီမျက်စိကို သုံးချခြင်းနားကိုသုံးချခြင်းအဲ့ဒီနှစ်ခုကနေပြီးတော့မိမိတို့တဏ္ဍမှာအသိဉာဏ်တွေရအောင်စီးဘူးအဲ့တော့အသိဉာဏ်ကိုရအောင်စီးဘူးတယ်ဆိုတဲ့နေရာမှာအသိဉာဏ်ကိုတိုက်ရိုက်ရနိုင်သလားဆိုတော့မရနိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရား ုတ်သူသာတုတဝဋ္ဌနီတုတ်သူသာနော်နားထောင်လိုခြင်းသင်ယူလိုခြင်းသိလိုခြင်းဆိုတဲ့စိတ်ဆန္ဒဟာတုတဝဋ္ဌနီကြားနာရတဲ့အကြောင်းအရာတွေကိုတို့ပွားများပြားစေတယ်လောကလူတွေဟာတုတများအောင်လို့တုတများအောင်ဆိုကြားဘူးတဲ့ဇာတ်တွေများအောင်လို့အကြောင်းအရာတွေဟာမကြားဘူးဘူးဆိုလို့ရှိရင်တော့ လူတွေစဉ်းစားတတ်မှာမဟုတ်ဘူးလေကြားဘူးမှမြင်ဘူးမှအသိပညာဆိုဖြစ်လာတယ်မြတ်စွာဘုရားသာလင်တပည့်ဆက်ကြဟောတော့ကပါရမောလားပုပ်ပြီးအနန္တုတေတုဓမ္မေတုသက္ခုံဥရပါတိပညာဥရပါဓမ္မနဲ့ပတ်သက်ပြီးတော့ဘုသူထီကမကြဘူးတဲ့တရားတွေကိုသူသိလာတယ်လို့သူဆိုတယ်။ဟောသင်္ကာရဆိုတာအများတော်မဟုတ်ဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကလည်းတန်ကုတ္တထလတ်ပါငါဘာတတ်နိုင်မှာလဲဆိုတဲ့အတွေးမှန်ကန်တဲ့အတွေးတဘာဝတရားဆိုတာဖြစ်ပြီးရင်ပြတ်မှာပဲငါဘာတတ်နိုင်မှာလဲဆိုတဲ့အတွေးနဲ့မိမိရဲ့သောတာဖြေလျှော့နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီအသိဉာဏ်သိတဲ့အသိဉာဏ်မဟုတ်အဲ့ဒါ subject matter လို့ခေါ်တယ်သုတ္တလို့ခေါ်တယ်အဲ့ဒီလိုမှမကြဘူးရင်ဘယ်လိုစဉ်းစားမှာတော့စဉ်းစားလို့မရဘူးနောက်ဆုံးမှာ နော်ဒေါသကိုမေတ္တာနဲ့ဖြေဖြောင်းရတယ်လောဘကိုအတုဘနမိတ်နဲ့ဖြေဖြောင်းရမယ်မောဟဆိုတာကိုပညာသင်ပြီးအတိညာဉ်အောင်လုပ်ပြီးဖြေဖြောင်းရမယ်ဆိုရင်ဒီအတိညာဉ်တွေဟာတမုရှိတဲ့အတိညာဉ်အဲ့ဒါတွေမသိလို့ရှင်ဘယ်လိုလုပ်ရဲစိတ်ပြီးတော့စိတ်ရဲ့ထွက်ပေါက်ဆိုတာရှိနိုင်မလို့ဘုရားဗဒံဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရဲ့ထွက်ပေါက်ရှာမရသည့်အတွက်ကြောင့်ကိုယ့်ကိုယ်ကိုတတ်သိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော် စိတ်ဖြည့်ဆည်းမှုကိုဘာနဲ့ဖြည့်ပြောင်းအောင်မသိဘူးတကယ်စိတ်ဖြည့်ဆည်းလာပြီဆိုရင်မြတ်ဗုဒ္ဓရဲ့တရားဖြတ်ပေါက်လေးတွေပေးထားဘုရားဝါသာဝင်နေဟာဆင်ញင်နိုင်တယ်အဲ့ဒီဆင်ញင်နိုင်ဖို့ဆင်ញင်ဖို့အကြောင်းတရားလေးတွေကိုတုတ္တလို့ခေါ်တာများများကြားဖို့လိုတယ်ဟောကြည့်မြတ်စွာဘုရားဟောတယ်လောကမှာလှုပ်တင်တာနဲ့မလှုပ်တင်တာဘာဟာမလှုပ်တင်တာလဲဘာကလှုပ်ရမှာလဲလူတွေဟာတိလာလို့ဆိုအကုန်မသိနိုင်ဘူး မသိသည်အတွက်ကြောင့်လုံးတင်တာနဲ့မလုံးတင်တာမသိဘူးမသိတဲ့အခါကျတော့မလုံးတင်တာကိုလုံးတင်တယ်လို့ထင်တယ်လုံးတင်တာကျတော့မလုံးတင်ဘူးလို့ထင်တယ်ဆိုရင်လွဲမှားမှုလေလွဲမှားရုံနဲ့မကဘူးမလုံးတင်တာကိုလုံးမိတယ်လုံးတင်တာကျတော့မလုံးဘူးဆိုရင်နှစ်ခုစလုံးဟာဖြစ်ဖြစ်သွားမလုံးတင်တာလုံးမိလို့အဖြစ်ဖြစ်တယ်လို့လုံးတင်တာမလုံးဘဲနေရင်လည်းအဖြစ်ဖြစ်တယ်ဘာလို့စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုရင် အကတဘကရဏဝိယကတဘကရဏံပိဒောသောယေဝတဲ့သူအကတဘကရဏစာမလုံတဲ့နာကို လုံတာမလုံတဲ့နာကိုလုံတာလည်းပဲအပြစ်ပဲတဲ့လောကလူတွေကတော့အိုဒီလူကဒုက္ခရောက်မှာပေါ့သူကမလုံတဲ့နာ လုံတာကိုလို့ပြစ်တင်ကောင်းတင်ကြလဲသို့တော့လုံတဲ့နာကိုမလုံတဲ့လူကလည်းပဲထိုးတူပဲ ကတဘကရဏံပိကတဘအကရဏံလုံတဲ့နာကိုမလုံဖဲနေလို့ရှိရင်လည်း အပြစ်ပဲဒီနှစ်ခုကတူညီသောဆုံးရှုံးမှုဖြစ်ပေါ်စေဒီလိုဆိုလို့နော်အဲ့တော့မြတ်စွာဘုရားကလုံးတင်တာနဲ့မလုံးတင်တာဘလို့ခွဲဟောတော့သဗ္ဗပပတ္တံအာကရဏံကုသလသူပတ္တံမရမင်းတို့အဟုတုမန္တမြမလုံးချနဲ့ကုသလသူပတ္တံမရကုသမန္တမြကုသနာမှာပြည့်စုံအောင်လုပ်ဟောမလုံးတင်တာလည်းလုံးတင်တာခွဲဟောလိုက်တယ်လေကိုမလုံးရမှာအကုသို့လုံးရမှာအကုသို့ ဒါဖြင့်ဘာလို့အကုသိုလ်ကိုမလုပ်နိုင်လို့ပြောရုံဆိုရင်သူခေါ်ဒုက္ခပပတ္တဥစ္စယောအကုသိုလ်ရိကုသနာမှာစုမိသွားပြီဆိုရင်ဒုက္ခရောက်တတ်တယ်။ဒါကြောင့်မမလုပ်နိုင်လို့ပြောတာ။ဒါကုသိုလ်ကြတော့ဘာလို့လုံးဝမရုံလို့ဆိုသူခေါ်ပုံညာတဥစ္စယောကုသိုလ်ကောင်းမှုတွေကုသနာမှာညပြလာမယ်ဆိုရင်ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေ။ဟောချမ်းသာခြင်းနဲ့ဆိုရင် ကုသိုလ်များများလုပ် ဆင်းရဲမှကြောက်ရင်အကုသိုလ်မလုပ်နဲ့ဆိုရတယ်။ဘုရားရဲ့အဆုံးအမဆောက်ချက်မေတ္တာပဲပေါ့။အဲ့ဒီလိုအဆုံးအမစကားတွေနဲ့ပတ်သက်ပြီးများများသိအောင်သင်ယူမှတ်သားကြ။သင်ယူမှတ်သားကြ။တရားစာအုပ်တွေဖတ်တယ်။တရားဓမ္မတွေနားယူကြ။အဲ့ဒီလိုအကြောင်းအရာတွေကိုသိထားခြင်းဟာတုဒ္ဒဝဒနီ။ကြားထားတဲ့အချက်လက်တွေဟာများနေရ။များနေရ။ ဒါတွေမသိလို့ရှင် तू လွဲမသွားတယ်ဒါကြောင့်ဟိုဒါတွေကိုသိအောင်စ조사မယ်လို့သူတို့ဆိုတယ်သူတံပညာယဝဒနာအဲ့ဒီသူတတွေများလာပြီဆိုရင်မှအဲ့ဒီသူတပေါ်မှာအခြေခံပြီးတော့ဆင်ញင်သုံးသက်တဲ့အခါမှာပညာတွေရလာတယ်အဲ့ချက်မှာပညာရလောကလူတွေကတော့ဘာသိနေကြတော့ပညာသိနေလို့ပြောတာတကယ်ကတော့သိနေတာ subject matter ကိုပဲသိနေတာပညာဆိုတာသိလို့မရဘူးနော် ပညာဆိုတာဒီလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားပြီးတဲ့အရည်သွေးတစ်ခုပြောတာအဲ့တော့အကြောင်းအရာတစ်ခုသိပြီးကိုယ်ပညာနဲ့ဆုံးဖြတ်နိုင်ပြီးဟုတ်တယ်မဟုတ်ဘူးသိလာပြီဆိုမှအဲ့ဒီအသိဉာဏ်ကျမှပညာလို့ခေါ်တယ်ဒါကြောင့်မို့သုတသည်ပညာကိုတိုးပွားစေတယ်အဲ့ဒီပညာတိုးပွားလာတော့ဘာဖြစ်လဲပညာရအဋ္ဌံသန္တာတိဘဝအထိပ္ပယ်ပညာနဲ့မှသိတယ် ကျန်တာတွေလည်းမသိတာကိုဘွားကိုလမ်းကြောင်းဘယ်လိုရှောက်အောင်မဲကိုဘွားအချိန်နေကိုဘွားကိုပညာနဲ့မှဆင်ញင်သုံးသပ်နိုင်တယ်။တမဟာအဖြစ်မသိနိုင်ဘူးလေ။ပညာအဖြစ်မဆုံး။ဆိုပါစို့တမဟာအဖြစ်စဉ်းစားကြည့်။ကိုဒီဘွားမှာဒီလူတယောက်ဟာကိုဘွားကိုအခုသိနေပြီ။နောက်ငါဘယ်ဘွားရောက်မှလဲလို့စဉ်းစားလိုက်တဲ့အခါမသိနိုင်ဘူး။ အဲ့ဒီမသိနိုင်တော့လည်းပဲမြတ်စွာဘုရားဟောထားတယ်လေအကြောင်းရှိနေသေးလို့ရှင်အကျိုးဆိုတာဖြစ်မှာပဲဆိုငါအခုလုပ်နေတာတွေကအကြောင်းတရားတွေဖြစ်တယ်ကောင်းတဲ့အကြောင်းဆိုးတဲ့အကြောင်းကောင်းတဲ့အကြောင်းလုပ်ရင်ကောင်းတဲ့ဘဝရောက်မှာပဲဆိုတာသိမကောင်းတဲ့အကြောင်းတရားတွေစီးပူးနေရင်မကောင်းတဲ့ဘဝရောက်မှာပဲဆိုတာခံမှန်းလို့ရသွားတိတော်ပြီပေါ့အဲ့တော့လူတယောက်ကိုကြည့်ပြီးတော့အကျိုးကိုသိပြီးတော့လဲအကြောင်းတရားကိုဖောက် ဖော်ထုတ်လို့ရတယ်။အကြောင်းကိုကြည့်ပြီးတော့လည်းအကျိုးကိုဖော်ထုတ်လို့ရတယ်။အခုစောပါစို့ကလေးလေးတယောက်လိမ့်လိမ့်မမနဲ့မိဘစကားနားထောင်နေဆရာစကားနားထောင်เจ้ามันมันแตดๆจู้ซ่าเลยไส้กาวนำลงมาชื่อไล่มาเลยสร้ายกะเล้เล้หลูเรียบ่าเปล่าจ้ะเอ๊ะที่กาวนี้จี้ลายเนาะจี้ปွားออกมาเว้ยหลูเปล่าจ้ะเนาะ ဘာကိုချိပြောတာတော့ဆိုရင်သူ့ရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေအကြောင်းတရားကိုချိပြောအဲ့တော့ချိပွားမယ်ဆိုတာနောက်ကြမှာလေခုသူလုံနေတဲ့အကြောင်းတရားတွေကိုချိပြီးတော့ချိပွားမယ်လို့ပြောဖြားရိပ်ပေးတယ်ဆိုတာလည်းအဲ့ဒီသဘောဖြားရိပ်ပေးတယ်ဆိုတာအနာဂတ်ကိုဘယ်လိုလုပ်ပြီးတော့အနာဂတ်ကိုကြိုပြောနိုင်တယ်လဲလို့ဆိုလို့ရှိရင်ပြစ္ဆုတ်ပံလောက်ရတစ်ခုကိုချိပြီးအနာဂတ်ကိုပြောတာဖြစ်တယ် ဘုရားမိန်ကြားတဲ့ဇာတိလူဟာမျိုးじゃလုံးဝလွယ်မှားမှုမရှိဘူးအနာကတ်ခဏိခေတ်မှာနော်ဝေဒကတ်ဆိုရှိတယ်လေကျွတင်ပြီးတော့ပြောတာဘယ်တော့မုံတိုင်းတိုင်ပဲဘာကြည့်ပြောတာပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ပြောဘယ်နေ့မုံတိုင်းဝင်မယ်ဘယ်နေ့ဘာဖြစ်မယ်ဆိုတာပင်လယ်ထဲမှာဖြစ်သူအရင်ပြောလို့မရအဲ့ဒါကြည့်ပြီးတော့ ဖြစ်ပေါ်နေတဲ့ပြစ္ဆုတ်ပံအခြေအနေကိုကြည့်ပြီးလက်ဖြင့်ကဘာဖြစ်မယ်ဆိုပြောတာအဲ့ဒါမျိုးကိုအနုမန်ဒီအကျိုးကိုဖော်ထုတ်လို့ရအကြောင်းကိုဖော်ထုတ်လို့ရအဲ့ဒီဖော်ထုတ်လို့ရတယ်လို့ပဲလူတယောက်ဟာရုပ်ရည်တန်တန်ပြတ်ပြတ်အပြောဆိုလဲလိမ့်ပါတယ် လဲတော်တယ်ဆိုရင်အင်းဒီလိုကအတိတ်ကကုသိုလ်ကောင်းမှုရှိတဲ့လူတွေတီလာကောင်းတာကိုဒါကြောင့်မို့အသက်ရှိတယ်ပြောကြတယ်ဟုတ်လားအဲ့ဒါအသက်ရှိတယ်ဆိုတဲ့အကျိုးတရားကိုကြည့်ပြီးတော့တီလာကောင်းခဲ့လို့ပဲဆိုတဲ့အကြောင်းတရားကိုပြောတာလေအကျိုးကိုကြည့်ပြီးအကြောင်းကိုပြောလို့ရတယ်အကြောင်းကိုကြည့်ပြီးဒါကို inference အနုမာနလို့ခေါ်တယ်အနုမာန အဲ့ဒီအနုမာနပြောဆိုခြင်းဟာအောင်ဖြေနိုင်မို့ဆိုတာအလွန်ခဲရင်းတယ်အဲ့တော့ဘဂဝန်မူလကဗန္တိဓမ္မဘဂဝန်ပဋိသရဏတပည့်တော်တို့သိတဲ့တရားတွေဟာမြတ်စွာဘုရားပေါ်မှာသာမူတည်တာပါတဲ့မြတ်စွာဘုရားပြောမှပဲတပည့်တော်တို့သိရမှဖြစ်လို့မြတ်စွာဘုရားပဲရှင်းပြပါတော့အဖြေကိုပေးပါတော့လို့ရှောက်ကြတယ်အဲ့လိုရှောက်တဲ့အခါမှာမြတ်စွာဘုရား အေးဒါဆိုရင်ကောင်းပြီနားထောင်ကြရာဂဒေါသမောဟလို့ဆိုတဲ့လူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်တတ်တဲ့ဒီသဘာဝတရား၃မျိုးရဲ့၃မျိုးဟာဘယ်လိုထူးသလဲလို့တင်တို့ကိုမေးမယ်ဆိုလို့ရှိရင်မှန်ကန်တဲ့အဖြေပေးနိုင်ရအောင်အဲ့ဒါဘယ်လိုပေးရမလဲလို့ဆိုတော့လက်ဆောင်ပြပေးပုံပေးနေတင်ထားတာနော်ရာဂောအပတ္တဝိသောဒန္တဝိရာခိ မြတ်စွာဘုရားပေးတဲ့အဖြစ်လေးကဘာသာဆိုတဲ့သဘာဝတရားဟာတဲ့အပြစ်အားဖြင့်တော့နဲပါတယ်သို့တော့ဖြေပြောင်းဖို့အတွက်ခရင်နဲ့ပြေခဲတယ်သို့တော့ကြီးသလားမိသားစုတွေဒီတဲ့တပည့် ငါးခေါင်ရဲ့အာမျိုးသူ့မှာရှိတယ်။အာရှိအာဆိုတာလူကမြင်ရတာမဟုတ်ဘူးနော်။မြင်ရတာမဟုတ်ဘူး။ဆိုတော့ရိုးရိုးအချီချိုးလေးနဲ့နိုင်တော်အချီချိုး။နော်ရိုးရိုးတော်တော်ညံ့တဲ့အချီချိုး။တပိတ္တလောက်ရှိတဲ့ခဲဆွဲပြီးမရင်ဘယ်လိုနေပါ့မလဲ။ပြတ်သွားမှာမဟုတ်လား။အဲ့ဒီလောက်တုပ်တဲ့နိုင်တော်အချီချိုးလေးနဲ့ဆွဲမယ်ဆိုရင်အဲ့ဒီခဲရဲ့အပေါ်ကြောက်မလာဘူးလား။မပြတ်ဘူး။ အားဆိုတဲ့အသေးပဲအဲ့ဒါလိုရှိတယ်နော်ဝိတာခါကဆင်းမြောင်၅စီးမနိုင်ယုံနိုင်တဲ့အာမျိုးသူတဏ္ဍာမှာရှိတယ်အဲ့ဒါကိုဝိတာခါဆင်းမြောင်၅စီးအာအာကောင်းတယ်လို့ပြောတယ်ပေါ့ဟုတ်မဟုတ်စမ်းသပ်တဲ့အနေနဲ့ဆင်းရဲတကောင်ကိုသူ့စီကိုလွှတ်လိုက်တဲ့အခါကြံတဲ့လူတွေကတော့ကြောက်လန့်ပြီးပြေးကြတယ်ဝိတာခါသူ့စီလာတဲ့ဆင်းကိုနော်နာမောင်းကိုဖမ်းကင်ပြီးတော့တွန်းလိုက်တဲ့အခါဆင်းကြီးဖင်ထိုင်သွားတယ်လို့ပြော ာလတတန်းစာဝတ်ဖို့ဆိုတော့တာမန်အမျိုးသမီးမောနိုင်ဘူးအတံပရမြာအဲ့ဒါကိုဝတ်နိုင်တယ်ဆိုတော့ तू အလွန်အင်အားကောင်းအဲ့တော့ဝိဒါခာသည် तू မိသားစု तू အမတမချစ်ခင်နေမြတ်နိုးတယ်မြတ်နိုးတယ်ဒါမို့ तू အိမ်အောင်ကြပြီတဲ့အခါမှာပြောကြမောသွားပြီဆိုတဲ့အခါ 别表短，谁表短了去？长大不着。哎，那叫伙别说别，长那里啊，别吃的多多，表别表水的。哪你看摸哈家啊，别吃的，他叫……阿妈哩阿姑，没地了，阿妈的老没了，老阿姐，长大阿姐的，嘞下哈家伙，然后。 ပြေပြောင်းခဲတယ်တမန်နဲ့ပယ်မှမဲ့လေးပါးနဲ့တဖြည်းဖြည်းပယ်ပြီးနောက်ဆုံးမဲ့နဲ့ဂျာမမောဟဟာအပြစ်လဲကြီးတယ်ပျောက်လဲပျောက်ခဲတယ်လို့အဲ့ဒီလိုဒီတရား၃မျိုးရဲ့ထူခြားချက်ကိုဒီလိုဖြေရမယ်လို့မြတ်စွာဘုရားသင်ပေးတယ်အဲ့ဒီလိုဖြေပါလို့သင်ကြားပေး ီလိုราคะမဖြစ်သေးတဲ့ราคะဖြစ်လာအောင် ဖြစ်ပြီးသားราคะတိုးတက်များပြားလာအောင် အကြောင်းရှိသလားဘာကြောင့်မဖြစ်သေးတဲ့ราคะတွေဖြစ်လာပြီးဖြစ်ပြီးသားราคะတွေတိုးတက်လာသလားဘယ်လိုဖြေရမလဲဆိုရင်လူစိတ်စိတ်แท้ကတင့်တယ်လို့နှလုံးသွင်းနေမယ်ဆိုလို့ ားပဲလို့ဒီလို ဖြေပါတယ်။ဒါပြင်းမဖြစ်သေးတဲ့ဒေါသတွေဖြစ်လာဖို့ဖြစ်ပြီးသားဒေါသတွေကြီးထွားလာဖို့အကြောင်းတရားကဘာရောလို့ဆိုလို့ရှင်ပဋိကနိမိတာစိတ်ဆိုးစရာအာယုံစိတ်ဆိုးစရာအာယုံပေါ်မှာဒေါသအလိုမကြဘူးဒေါသဖြစ်စရာအာယုံနဲ့ပတ်သက်လာလို့ရှင်လူတွေဟာနှလုံးထဲမှားရင်ဒေါသတဖြည်းဖြည်းကြီးထွားလာတတ်တယ်